မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ဒီကနေ့တည်င်းတော်တော်အစီအစဉ်ရိုက်ပြီးတဲ့အချိန်မှာ အောက်ကနေတက်ရိုက်တည်င်းရရှိတဲ့တည်င်းနှစ်ခုကိုတင်ဆက်ပေးပါမယ်ပထမတည်င်းကတော့လက်ရှိကျွန်တော်တို့တိန်း1000ကမ်ပိန်းလုပ်ပေးနေတဲ့6မြို့နယ်ကတည်င်း6မြို့နယ်မှာတောင်းညမ်းနေတဲ့အုပ်ကြီးကိုအိမ်ထဲတည်ဝင်ပြီးတော့ညောစာလုပ်ပေးလိုက်တဲ့တည်င်းအပြင်နောက်ထပ်တည်င်းတစ်ခုကတော့လက်ရှိအာနာတိတ်အချမ်းဖက်စစ်တပ်ကအတက်မပြည့်သေးတဲ့ကလေးတွေကိုကလေးစစ်သားစုဆောင်းနေတဲ့ဆိုတော့တက်တွေပေါ့နော်ဗီဒီယိုဖိုင်တွေကျွန်တော်ပို့လာတယ်စစ်စစ်မှုတွေပို့လာပါတယ် အဲ့တော့ဗီဒီယိုဖိုင်ရောကျွန်တော်အတန်လောက်ပဲဖွင့်ပြမယ်။ဘာဖြစ်လို့ဆိုတော့အဲလက်နက်တွေပါတဲ့အတွက်ကျွန်တော်တို့ဒီမှာ community နဲ့ညိတ်မှဆိုလို့ဗီဒီယိုဖိုင်ကိုကျွန်တော်ဒီကနေအတန်ဖွင့်ပြမယ်။ Telegram မှာဗီဒီယိုဖိုင်ကိုတင်ပေးမယ်နော်။ကြည့်ချင်းတဲ့သူ Telegram မှာကြည့်လို့ရအောင်လို့။ဟုတ်ကဲ့ပထမသတင်းနေရတော့တုနတ်မရအောင်ပြည့်ဖြိုးကိုပိုင်အမှတ်5031008အပတ်စဉ်15တင်တန်းစင်တက်သား1အဲ့ဒီတက်သား1ကဒီမြို့နယ်ဘက်မှာပေါ်တာဆွဲခံရတာဖြစ်ပြီးတင်တန်းစင်ပြီးပြီးချင်းမှာပဲရှေ့တန်းစင်မြေပြင်ကိုပို့ခံရလို့ ထွက်ပြေးလာတဲ့အချိန်မှာ MDY PDF တာဝန်ရှိသူတီဦးနဲ့ LPDF တာဝန်ခံနဂါမလက်ရှိတွားရောက်ပြီးတော့ကယ်ထုတ်လာတာကယ်ထုတ်ပြီးတဲ့အချိန်မှာအခုစစ်ဆေးနေတာမနော်လမ်းမှာတူကိုမိတယ်တူကလည်းထွက်ပြေးလာတာခြေဦးတက်ရထွက်ပြေးတဲ့အချိန်မှာအနောက်ကစစ်သားတွေကတူကိုလိုက်ပြီးတနက်နဲ့လိုက်ပစ်တတ်ပါတယ်ပစ်တတ်တာအတက်လုပြီးခလေးကထွက်ပြေးလာတယ်ကောင်လေးရဲ့အတက်ကငငယ်လေးရှိပါသေးတယ်ကျွန်တော်ဗီဒီယိုဖိုင်ကိုဖွင့်ပြပါမယ်ကြည့်လားအဲ့လိုရောဟုတ်လားညာနာမည်ကောင်းပြီးပြီလားအွန်လိုင်းရောညာဘယ်ရောက်ဖို့ရလားအခုဟုတ်ဘာမှမနေမှာ ပတ်ဝန်းကျင်မရှိပါဘူးကျွန်တော်။အဲ့ဒါက76မသိပါဘူး။76ဟုတ်ကဲ့အိမ်ရမိပါတယ်ပေါက်ဆက်ပေးလို့ရပါတယ်။အဲ့ကြားပါတယ်နော်။သူ့ရဲ့အတက်က76နဲ့ပဲရှိပါသေးတယ်။အိမ်ကမိဘတွေကိုဖုံးဆက်ပြီးမေးလို့ရပါတယ်တဲ့နော်မင်းကိုယ်ကနေပဲကိုယ်ကနေပဲတခုံတည်းခုံခုံရှိတခုံတည်းခုံခုံရှိဟုတ်ကဲ့တောင်းဝဲမူလားပတ်သက်စားလားပတ်သက်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 ဒီလိုစီမလားဟုတ်ကဲ့ပတ်သက်မလားဆန်လားပါပတ်သက်ဆန်လား င်မရရခွေမကြခင်မင်းဘယ်ခွင့်ကြခဲ့ဘူးလို့ဘယ်မှမရဘူးဗျာဒါပထမဆုံးစင်စင်လာတာဘတ်စင်ကံပြောမယ်ခွန်ဆက်ကိုရောက်သွားပြီ၄ခုကြံသွားပြီဂျာထဲမှာအမဆက်လျှောက်တော့မိုးမှန်မှာပဲရှိပါသေးတယ်မစင်ရသေးပါဘူးစင်ရသေးဘူးစင်ရသေးပါဆက်လျှောက်ကိုမိုးမှန်မှာပဲရှိပါသေးတယ်ဒီမှာဟောရမယ်။တေးရလား။ဟုတ်သေးပါရဲ့။ကဒါကတော့အသက်16နှစ်ပဲရှိသေးတဲ့ကလေးကိုပြည်မြို့နယ်ကနေပေါ်တာဆွဲပြီးတော့စစ်မှုထမ်းအပတ်စဉ်15ထဲမှာထည့်ပြီးတော့အခုခြေတန်းကိုပို့လိုက်တာ ရှင်တန်းကိုပို့ရတဲ့အချိန်မှာသူ့တို့ပဲအတက်မပြည့်သေးတဲ့ကလေးတငယ်တွေကိုလက်ရှိအာဏာတိုင်းအကြမ်းဖက်စစ်တပ်ဟာပေါ်တာဆွဲတဲ့ဖမ်းဆီးတဲ့ရှင်တန်းကိုပို့တယ်လူသားတိုင်းလှုပ်တယ် PDF တွေကိုပြန်တိုက်ခိုင်းတဲ့လုပ်ရက်တွေကိုနေရာအနှံ့အပြားမှာလှုပ်နေတာပါဒါကျွန်တော်တို့လူကိုယ်တိုင်တက်တေအခုတမှမိတာပဲเนาะအဲ့တော့ဒါကိုလည်းဇော်မဲလုံးကဘလို့ထွက်လိမ်အောင်မလဲတော့ပြောမတတ်ဘူးအခုကျတော့ဒါမှသူတို့ချီကစစ်သားကိုယ်တိုင်အမှန်တကယ်ကတော့အခုဒီလိုမျိုးစစ်ဆင်းနေရတာဒီတူကဘလို့ကဆက်မသွယ်လာပဲတူကထွက်ပြေးလာတာ ထွက်ပြေးလာတာကိုမိတဲ့အတွက်ကျွန်တော်တို့ကတရခံလာတကယ်ပဲစစ်မှုထမ်းကနေမနေကျွန်တို့ထွက်ပြေးလာတာဆိုတော့တက်ဆိုင်ရတိုက်ရိုက်တပ်ဖွဲ့ကစစ်ဆေးတယ်စစ်ဆေးပြီးတဲ့နောက်မှာတော့ကောင်းမွန်စွာကျွေးမွေးဆောက်ရှောက်ပြီးတော့ထိန်းသိမ်းထားပါလေဒါကိုကြည့်ချင်းအပြင်လက်ရှိအာဏာတိုင်းအကြမ်းဖက်စစ်တပ်ဟာပြည်သူတွေအပေါ်မှာဘလောက်ထိစစ်ရာဇဝတ်မှုတွေပြုကျင့်နေတယ်ဆိုတာကိုတွေ့ပါလိမ့်မယ်ကျွန်တော်တို့ဖုံးထောင်ကင်မရာထောင်ပြီးတော့ပါဇက်နဲ့ပြောနေတာမဟုတ်ပါဘူးလက်တွေ့ပြနေတာပါအဲ့တော့အထမ်းနယ်မှာရှိတဲ့ပြည်သူတွေအနေနဲ့သွားမြဲလာမြဲပျော်မြဲပါမြဲ ငါတို့တွေကပျော်တာမင်းတို့တွေကမနာလိုဘူးဆိုလဲပျော်ကြပါအခုလိုမျိုးစွဲကန်ထိပြီးတော့ဘဝပြက်တဲ့အချိန်ကျရင်တော့မငိုကြေးပေါ့နော်ကျွန်တော်တို့ပြည်ပရောက်တော်လိုင်းအင်အားစုတွေကပြောနေကြတာဒီမနာလိုလို့မဟုတ်ပါဘူးကိုယ်နိုင်ငံသားတွေပြောနေတာမနာလိုစရာဘာအကြောင်းရှိတယ်ဗျဟုတ်တယ်မလားကိုယ်နိုင်ငံသားတွေအဲ့ဒီအပျော်ကိုခုတုံးလုတ်ပြီးတော့ဒီအာနာယုလူတစုကတိုင်းပြည်ဟာတည်ငြိမ်နေပါပြီအေးချမ်းနေပါပြီဆိုတဲ့ဟာမျိုး ਨੇ တိုင်းပြည်ကိုဖျက်ဆီးနေတာဒါကြောင့်မလို့ဒါကိုအားလုံးနမူနာယူကြဖို့လိုတယ်ကျွန်တော်တို့ဒီနှစ်အပိုင်းချားလေးမှာမပျော်လိုက်လို့ နောက်ထပ်နှစ်တွေကြာရင်ကျွန်တော်ပေသွားမှာလားမပေပါဘူးဒီခန္ဓာကိုယ်တွေဒီဘဝတွေရှိပါဦးမယ်အဲ့တော့ကိုယ်နိုင်ငံလွတ်လပ်ရေးရတဲ့အချိန်မှလွတ်လွတ်လပ်လပ်ပျော်ကြမယ်ငါတို့နိုင်ငံလွတ်လပ်ရေးမရခင်အချိန်မှငါတို့အပျော်အပါးတွေရှော့ကြပြီးတော့အာနာယူတဲ့ကောင်တွေကိုငါတို့ဝိုင်းတော်လန်ကြမယ်ဆိုတဲ့စိတ်သက်တွေမွေးဖို့လိုပါတယ်အဲ့လိုမဟုတ်ရင်တော့အခုဒီမှာ6နှစ်ပဲရှိသေးတဲ့ကလေးတော်မှနော်စစ်မှုထမ်းတဲ့ကိုပေါ်တာဆွဲပြီးဝင်နေရတာခင်ဗျားတို့လက်တွေ့ပြတာနော်နောက်တဲ့တည်င်းတစ်ခုကတော့ဒီသူတွေကတော့အရာရှိပါလိမ့်မယ်နော်အဲ့ဒါကတော့ ချောင်းမြို့နယ်ရဲ့အမှတ်ငါအောက်ချုပ်ရေးမှု ထွေးအောင်နိုင်ပဲဖြစ်ပါတယ်ထွေးအောင်နိုင်ဟာအမှတ်ငါရက်ွက်အောက်ချုပ်အုပ်ကြီးလုပ်တယ်စစ်တပ်ကိုခေါ်လာတယ်ရဲကိုခေါ်လာတယ်ဖမ်းတယ်စီးတယ်ပေါ်တာဆွဲတယ်စစ်ကြောရေးကိုခေါ်ပြီးနှိပ်စက်တယ်သူကိုယ်တိုင်မျိုးစုံလုပ်တယ်စစ်သားရဲတွေကသူပြောရင်ပြီးတယ်သူစကားပဲအဲ့တော့သူနဲ့မတည့်တဲ့လူမှန်တယ်များအကုန်လုံးဒုက္ခပေးရက်ွက်ထဲမှာပတ်စံစစ်မှုထမ်းခြင်းဆိုပြီးတောင်းသူ့မှာအနှံ့တလက်ကလက်ပြဘုံရဲ့ကြီးကအင်ကြီးရရှိပါတယ် အဲ့ဒီတွေ့ဒီကနေ့တော့သူ့ရဲ့အိမ်ထဲအထိရဲပေါင်း9ယောက်ကဝင်ပြီးတော့ပြစ်ခတ်ရှင်းလင်းတုတ်တင်နိုင်ခဲ့တာပါအခုသူ့ကိုမနောဖြူကတဲတော်ပြီးတော့လက်ရှိတော့စေးရုံရဲ့ရင်ခွဲယုံမှာရောက်နေပါတယ်ဝင်ရောက်ပြစ်ခတ်ရှင်းလင်းသွားတဲ့အဖွဲကဘဒူတဲဆိုတာတော့မထုတ်ပြန်သေးဘူးဒါတော့ကျွန်တော်တို့အောက်ခြေကနေပေးပို့လာတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အုတ်ကြီးတွေအနေနဲ့အခုလက်ရှိကျွန်တော်မှလည်းအများဆုံးကျွန်တော်ရှိကိုတိုင်တာဒီ AOD တိုင်းဘက်ကများပါတယ် အဲဒီတိုင်းကဘယ်အုပ်ကြီးဘလို့ဖြစ်တယ်ဒီနေရာမှာကျွန်တော်တခုတော့ရှိတယ်အောက်ကပေးဖို့တဲ့သတင်းတိုင်းကိုကျွန်တော်တို့ပြောလို့မရပါဘူး။ဘာလို့လဲသတင်းဆိုတာကတိကျမှန်ကန်အခုဒီ၆မြို့နဲ့သတင်းဆိုတာကျွန်တော်တို့ရဲ့အဲ၆အမှန်ကန်ကြီးကနေပို့လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြောပြလို့ရတာပါ။ပြီးလို့ရှင်လေဒီအသက်မပြည့်သေးတဲ့အောင်ပြည့်ဖြိုးဆိုတဲ့ကိုပိုင်အမတ်ပါစတ101 008ဆိုတဲ့ဒီစစ်မှုထမ်းတပ်သားတစ်ကိုလေဒီကလေးကိုဖမ်းဆီးလာခဲ့တဲ့ LPD ရဲ့တာဝန်ခံငကားကိုတိုင်ကျွန်တော်တို့ကိုငကားကိုတိုင်ပို့လာတာဖြစ်ပါတယ်။အဲ့ဒီအတွက် ကျွန်တော်တို့တရင်တွေထုတ်ပြန်လို့ရတာပါအခု ARD တိုင်းမှာကျွန်တော်ကိုတိုင်ထားတာတစ်ခုရှိပါတယ်အဲ့ဒါကတော့အုတ်ကြီးတယောက်ကစက်တလပိုင်း25ရက်နေ့လောက်မှစစ်မှုထမ်းရှင်းဆိုပြီးတအိမ်ကို8000နဲ့ပတ်စံကောက်သွားပါတယ်တဲ့8000နဲ့ကောက်ပြီးတော့အခု17လပိုင်းစရုံပဲရှိသေးတယ်နောက်ထပ်ထပ်တောင်းနေတဲ့အတွက်ရက်ွက်နဲ့ပြည်သူတွေကဘလို့မှအစင်မပြေတော့ဘူးเนาะစောင်းဝင်နေရေးခက်ခဲတယ်အလုပ်အကိုင်းတွေရှားပါတယ် ပြီးလို့ရှိရင်ကိုယ့်ရဲ့ထွက်ကုန်ဖြစ်တဲ့ဆန်စပါးတွေကဝယ်မဲ့လူမရှိဈေးတွေကျကောက်ဆိုင်ကတွေကောက်ရဲခိုက်တွေဈေးကြီးဒီလိုမျိုးအခြေခံလူဒန်းသားတွေဒုက္ခရောက်နေတဲ့ဈာတဲ့ကနေမုတ်ဆိုးမှကိုတော့မရှောင်ရရဆက်ဆက်ကျွန်တော်တို့ပတ်စံတွေတောင်းတယ်ပြည်သူကိုဒုက္ခပေးတယ်အုပ်ကြီးတွေလုံနေတာပါအဲ့တော့ဒီနေရာမှာအုပ်ကြီးတွေနေနဲ့ကျွန်တော်ပြောချင်ပါတယ်ချင်းချောက်တာမဟုတ်ပါဘူးတတိချာချာနားထောင်ပါအဲ့ဒါကတော့ဘာလဲဆိုတော့ PDF တွေနီးစက်တဲ့အုပ်ကြီးတို့မျိုးအခုထောင်းမျိုးနယ်လိုဟာမျိုးနော်တက်အောင်အဲထွေးအောင်နိုင်လိုဟာမျိုး တူတာထွေးအောင်နိုင်တာအဲ့လိုယုံမာနဲ့အလုတ်ပြီးသူပေါ့မယုံမာခဲ့ရင်ဒီဘဝရောက်မှာမဟုတ်ဘူးအဲ့တော့တချို့တွေအုတ်ကြီးကြတော့ငါတို့ဒေတာမှာ PDF တွေမရှိဘူး AC ပဲဘယ်သူမှစောက်ဥဆိုင်စရာမလိုဘူးချိန်တိုင်းစစ်တပ်ကပဲနိုင်ဝါမယ်ဆိုလဲသဘောပါကြိုက်တယ်လို့လုပ်ပါဒါပေမဲ့လို့အခုလို့ PDF တွေလာတဲ့အချိန်ကြရင်ဘွားတေးခေါ်လို့မရပါဘူးနောက်တစ်ခုရှိတာကတော်လန်ရေးကတကယ်ပဲစစ်တပ်ဘက်ကနိုင်မလားလက်ရှိနယ်မြေတွေတစ်ခုပြီးတစ်ခုတိမ့်နေတာစစ်တပ်ဘက်ကတိမ့်နေတာတော်လန်ရေးဘက်ကတိမ့်နေတာလားအမြင်ကြဲကြဲကြည့်ပါအုတ်ကြီးလှုပ်ပြီးကိုရက်ရွာလောက်ပဲကိုငုံမကြည့်ပါနဲ့ ကိုအောက်ပဲကိုအုံငုတ်ကြည့်ကိုဟာပဲကိုတွေ့ပါလိမ့်မယ်အဲ့တော့အမြင်ကျယ်ကြည့်ပါတော်လန်ရေးပြီးွားတဲ့တနေ့ကျွန်တော်ကတော့စစ်တပ်ကခိုင်းလို့ရက်ွက်ထဲမှာအုတ်ကြီးလုပ်ပြီးသူတို့စစ်မှုတန်းကြီးကောက်ကြတာပါကျွန်တော်ကတော့ရဲကခိုင်းလို့စစ်မှုတန်းကြီးကောက်ကြတာပါအလီပိုင်ပြောခွင့်မရှိပါဘူးဒါရာဇဝတ်မှုတွေခင်ဗျားတို့ကျူးလွန်နေတာပါမင်းအောင်လှိုင်ခေါင်းဆောင်နဲ့အာဏာသိမ်းအဖွဲ့ဟာတိုင်းပြည်တစ္ဆာဖောက်ထားတဲ့နိုင်ငံတော်ပုံကန်ထားတဲ့ရာဇဝတ်ကောင်တွေပါနိုင်ငံတော်ပုံကန်တဲ့ရာဇဝတ်ကောင်တွေခိုင်းသမျှကိုလှုပ်ပြီးတော့ကိုကိုတိုင်ကလည်းအားကျုံးမှန်တဲ့ ရာဇဝတ်မှုတွေကျူးလွန်နေမဲ့ဆိုရင်ဒီရာဇဝတ်မှုတွေရဲ့ပြစ်ဒဏ်ကိုတစ်ချိန်ကျရင်ကျင်းနေခံရမှာပါတော်လိုင်းပြီးွားရင်ဒါတွေပြောက်ပြောက်သွားမှာမဟုတ်ပါဘူးเนาะနောက်တစ်ခုရှိတာကဟိုလက်ရှိဒီကာလကိုကျွန်တော်တို့ပြည်သူတွေအနေနဲ့နားလည်ပါတယ်ချွတ်တလေအုတ်ကြီးတိုင်းကိုကျွန်တော်တို့မပြောလို့ပါဘူးချွတ်တဲ့ data အုတ်ကြီးတွေဆိုရင်အပေါ်ကဒီစစ်ခွေးတွေရဲခွေးတွေလာပြီးပြဿနာရှာမှာ ਉਹ တယ်အစင်ပြေအောင်သူညှိတယ်အောက်ခြေပြည်သူပေါ်ကိုလည်းအတက်နိုင်ဆုံးဖေးမနိုင်တော့ဖေးမနေပြီးတော့ဒီကြားကာလခက်ခဲတဲ့ကာလကြီးမှာချက်တန်းနေတဲ့အုတ်ကြီးတွေလည်းအများကြီးရှိပါတယ် ဒါပေမဲ့ကျွန်တော်တို့အခုပြောနေတဲ့အုပ်ကြီးတွေဆိုတာကအပေါ်ကခိုင်းတာကတရားဖို့တူအောက်မှာလုံနေတာတထောင်ဖို့အပေါ်ကတီတူကိုနည်းနည်းလေးစစ်မှုထမ်းဥပဒေတရားလောက်ခေါ်ခိုင်းရင်တူက၄ယောက်လောက်ဖမ်းပြီးတော့ရောင်းစားနေတဲ့လူရောင်းပွဲတော့ကျင်းပနေတဲ့အုပ်ကြီးတွေခမားတို့ပြစ်မှုတွေဟာဘယ်တော့မှပျောက်ပြက်သွားမှာမဟုတ်ဘူးဆိုတာကိုသိသိချင်းနဲ့ကိုရနေတဲ့အခွင့်အရေးကခမားတို့တက်တက်စားလို့လောက်လားခမားတို့သားတွေသမီးတွေဘဝတိစားလောက်လားဆိုတာလေးကိုကြည့်ပါဘာမဟုတ်တဲ့တလုံးအစားအစာလေးကိုတန်ရီဘူးတွေကိုမမျိုးကြပါနဲ့ကျွန်တော်တို့တိုင်းပြည်ဟာ အင်မတန်စောက်ပြက်နေကြနေပါပြီဒီလိုအခြေအနေအခါမှာအခုလိုမျိုးကိုကလည်းနေကြစောက်ပြက်တဲ့အလုပ်တွေလိုက်လုပ်မယ်ဆိုရင်ကျွန်တော်တို့လူတို့ဘယ်လိုတတ်မှတ်ကြမလဲဒီလူတွေကိုဟုတ်တယ်မလားဒါကြောင့်မို့လို့တိုင်းပြည်ရဲ့စောက်ပြက်နေတဲ့အချိန်မှာအုပ်ကြီးတွေအနေနဲ့ကလည်းเนาะဒီလိုအာနာယူတွေနဲ့ပြည်သူချမ်းမှာအတက်နိုင်ဆုံးကောက်ွယ်ပေးပါကိုရက်ွက်နေပြည်သူဟာကိုဘက်ကလို့တဘောထားပေးပါပြည်သူဒါလည်းခမည်းတော်ဘက်ပါเนาะအခုဟာကကျွန်တော်တို့ဝင်းင်းတွေကိုနမူနာယူပါ အဲဒီညမှာပြောရင် chat ဟိုလောင်းကစားစကားပြောရမှာဆိုရင်တော့ chat တိုင်နဲ့ chat commission ရဲ့ chat ထိုးထားရဲ့ chat commission ဆိုတာကဘယ်တော့မှတိုင်ဘက်ကမရှိပါဘူး။ဘာဖြစ်လို့လဲ? तू ကပေါက်စီခြင်းတော့။ chat commission အများစုကဘာဖြစ်လဲ?ပေါက်မှ तू က तू ရောင်းအားလဲကောင်းမယ်။သူ့ရှိမှာအကျွေးထိုးထားတဲ့ဒူတွေကလည်းအကျွေးကျင်မယ်။ပြီးလို့ရှိရင်အဲ့ဒီပေါက်တဲ့ပြည်သူတွေကလည်းသူ့ကိုပြန်ပြီးတော့မုတ်ဖိုးပြန်ပေးလို့ရှိရင် तू မုတ်ဖိုးရမယ်။အဲ့တော့ commission တယောက်ကဘယ်တော့မှတိုင်ဘက်ကမရှိပါဘူး။နော်။ ။ဘာဖြစ်လို့ကျွန်တော်တို့ကဒီလုပ်တွေလုပ်ဖူးခဲ့တယ်။အရင်တစ်ခေတ်ကကျွန်တော်တို့လုပ်လာခဲ့တဲ့အလုပ်တွေ။အဲ့ဒီအတွက်ဒိုင်ဒိုင်ကဘလူတဘောထားတယ်စစ်ကောင်စီပါ။ကျွန်တော်တို့ကော်မရှင်ဒီအုပ်ကြီးတွေတဘောထားပါ။ထိုးထားတဲ့ပြည်သူတွေတဘောထားပေးပါ။အုပ်ကြီးတွေအနေနဲ့ချဲကော်မရှင်နေရာမှာတို့ကိုစားကိုချင်းစာတရားတွေထားပေးကြဖို့လိုအပ်ပါတယ်။ခမားတို့ပါအမဒိုင်ဘက်မဟုတ်ပါဘူး။ခမားတို့ပါအမထိုးထားဖြစ်တဲ့ပြည်သူဘက်ကိုပါအမပါ။နော်ဒိုင်ဘက်ကိုတွားပါလို့ရှိရင်ခမားတို့ထိုးထားတွေကဘယ်လိုမြင်မလဲခမားတို့ထိုးထားတွေပေါ်ဘယ်လိုပြုကြည့်ရအောင်ရောက်မလဲ ဒါလေးကိုတိစေချင်ပါတယ်။ဒါကြောင့်မလို့အုတ်ကြီးတဲ့အနေနဲ့ပြည်သူဘက်ကိုအဓိကပြုစိုက်ပါ။เนาะနောက်ထပ်သတင်းတွေကိုကျွန်တော်တို့တင်ဆက်တင်ပြပေးလို့ရတဲ့သတင်းတွေကိုတင်ပြပေးပါမယ်။ကျွန်တော်တို့လက်ရှိသတင်းတင်ဆက်တဲ့နေရာမှာသတင်းအထောက်အထားအစီအစဉ်ဆိုတာသတင်းမီဒီယာတွေကတင်တဲ့သတင်းတွေကိုကျွန်တော်အခြေခံပြီးတော့တချို့တွေကြောင့်စာဖတ်ကမှပြင်းတဲ့သူတွေကိုဒီဟာတနေရာထဲမှာတနေ့တာဖြစ်ပေါ်နေတဲ့သတင်းတွေတိကျအောင်တင်ဆက်ပေးတာပါ။နောက်ထပ်အောက်ကရင်တိုက်ရိုက်ပို့လာတဲ့သတင်းတွေဆိုရင်ကျွန်တော်အတတ်နိုင်ဆုံးစောက်ထိန်နေပါဘူးဆိုတော့မီဒီယာတွေကအတင်အောင်စောက်ပါတယ်။ကျိုးတွေအောက်က အဲတိုင်ရင်တက်ဖွဲ့ရဲဘော်တွေကိုရက်ခင်းတဲ့ရဲဘော်ကပို့လာတယ်သူတို့တိုင်ရင်ကမထုတ်ပြန်ရသေးဘူးအဲ့အဲ့လိုမျိုးဆိုကျွန်တော်မတင်ပါဘူးအေးသူတို့တိုင်ရင်ကထုတ်ပြန်လိုက်ပြီးမီဒီယာမှာပါလာပြီဆိုတဲ့ဟာမျိုးကြရင်ကျွန်တော်တည်င်းကိုတင်ပါတယ်ကျွန်တော်ကတည်င်းဥယေတည်င်းထူးယေကိုဦးစားမပေးပါဘူးတည်င်းမှန်ယေကိုဦးစားပေးပါတယ်ဘာဖြစ်လို့လဲကျွန်တော်တို့တိုက်ခိုက်မဲ့လူတွေကအစင်းနဲ့စောင့်နေတာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ကိုယ်တိုင်ဒီမြောက်ဒီမြမအတန်လို့တည်င်းလိမ်တည်ညာတွေကိုကျွန်တော်တို့ကိုယ်တိုင်អော်နေပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ကမှန်ကန်နေဖို့လိုပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့တွေတည်င်းတင်ဆက်တဲ့နေရာမှာ တင်းထူးတင်းဥရည်ထက်ကျွန်တော်တို့တင်ဆက်တဲ့တင်းဒီမှန်ကန်နေရမယ်ဆိုတော့ဘောင်တဲကိုဝင်အောင်နေပါတယ်ဒါကြောင့်မလို့အောက်ရှေ့ကပို့လာတဲ့တင်းတိုင်းကိုကျွန်တော်တို့မတင်ပြဘူးဆိုတာလေးကိုလည်းနားလည်ပေးပါအခုအုတ်ကြီးတင်းနေပို့လာမယ်ဆိုတော့ကျွန်တော်တို့ကတစ်ဖက်တဲ့စကားကိုနားမထောင်ပါဘူးအုတ်ကြီးရဲ့ဖုန်းနံပါတ်တောင်းပါတယ်ဓာတ်ပုံတောင်းပါတယ်အဲ့ဒီအုတ်ကြီးကိုကျွန်တော်ဆက်သွဲပါတယ်ခင်ဗျားရက်ွက်မှာခင်ဗျားတို့တို့တို့လုံနေတယ်ဟုတ်လားအဲမဟုတ်ပါဘူးကိုယ်ကဘလို့ဘလို့ရှိတယ်ကောင်းမှုရှင်းပြတဲ့အုတ်ကြီးဆိုတော့ပြီးသွားတယ်အေးကကြိုးကြောင်လုံတော့ပြည်သူကိုချပြရုံပေါ့နော်အဲ့ဒီပုံစံမျိုးနဲ့ကျွန်တော်တို့တွားတာဖြစ်တဲ့အတွက်ချွတ်တကြတော့ငါတို့ပေးတဲ့တင်းကို မတင်ပေးဘူးထင်မှာဆိုလိုပါကျွန်တော်အတက်နိုင်ဆုံးကြိုးစားပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကျတော့အမားခံလို့မရပါဘူးကျွန်တော်တို့အမားကိုစောက်ကြည့်နေတဲ့ထဲမှာဟိုဘက်ရက်ကွက်ကဖွ့နဲ့ခွေးစက်ပေါက်ထားတဲ့ဖွ့ခွေးတွေပါမဟုတ်ဘူးအဲ့ဒီဖွ့ခွေးတွေရဲ့မေဘာတာတော်လန်ရေးဘက်ကပါလို့ပြောတဲ့အောက်တန်းစားတွေကကျွန်တော်တို့တောက်ချောက်စောက်ကြည့်နေတာပါဘယ်နေရာမှားမလဲဘယ်နေရာထိုးချရမလဲဘယ်နေရာကန်ချရမလဲဘယ်နေရာနောက်ကျောထိုးရမလဲဆိုတဲ့အောက်တန်းစားတွေကိုလည်းကျွန်တော်တို့ကသတိထားနေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘက်မှာမတည်ကြတဲ့တည်င်းတွေ ဟိုစီစစ်နှုတ်မတေချာဘူးဆိုတာလာပြောတဲ့လူကိုကျွန်တော်ပြောတာမဟုတ်ဘူးเนาะလာပြောတာတခုတည်းကျွန်တော်ယုံလို့မရဘူးတေတေချာချာစီစစ်မှုမပြုတ်နိုင်သေးတဲ့တည်င်းနေဆိုရင်ကျွန်တော်တို့မတင်ပြပေးပါဘူးဒါလေးကိုလည်းတည်င်းနေလာပို့တဲ့လူတွေနေနဲ့နားလည်းပေးပါလို့မြစ်တာရက်ခံပါတယ်เนาะအလုံးမင်္ဂလာညချမ်းပါခင်ဗျာပြည်တွင်းမှာရှိတဲ့မိဘညီကိုမတို့မှအလုံးခွေးဆွဲခြင်းမှာကင်းဝေးနိုင်ကြပါစေ